အခုကြည့်ဘုရားလောင်းนี่ပါရမီကုသိုလ်ဖြည့်ကြတဲ့ပုဂ္ဂိုလ်တွေပုပ်ပေမနုဿဘူတော်တမနောတဲ့ဘုန်းကြီးတို့တွေအခုလူဖြစ်နေတယ်သူလည်းလူဖြစ်စဉ်အခါဘာလို့တုံးဆိုဘဟုစနတအထကမောအများရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ရှိအများအကျိုးလိုလားတဲ့စိတ်အဲ့ဒီအများအကျိုးလိုလားတဲ့စိတ်စေတနာကိုကုသိုလ်ကံခေါ်တယ်ပါရမီကုသိုလ်လို့ခေါ်တယ်နော်အများအတွက် ဘာလို့ရမလဲဘာလို့ပေးခြင်းအများအတွက်လှုပ်ပေးခြင်း ਨੇ နော်အများအတွက်လှုပ်ပေးတယ်ဆိုလမ်းပေါ်တက်ပြီးတပြည့်စည်းလဲတာလဲအများအတွက်လှုပ်ပေးတာပဲကိုယ့်အိမ်နဲ့ကိုယ်လဲတာမဟုတ်ဘူးနော်လမ်းပေါ်မှာခြိုက်တွေကျင်းနေဖြစ်နေလို့သွားပြီးတော့ဖို့တာလဲအများသွားတဲ့လမ်းပေါ်မှာလှုပ်ရင်ဒါအများအတွက်လှုပ်တယ်လို့ခေါ်တယ်ဒီလိုဆိုတာပေါ့ကုသိုလ်ကောင်းမှုဆိုတာလှုပ်ရင်အများကြီးရတယ်လို့ပြောတယ် ဘဟုစနတအထကမော လူများရဲ့အကျိုးတရားများရဲ့အကျိုးစီးပွားအကျိုးလိုလားတယ်ဟိတကမောစီးပွားကိုလိုလားတယ်ဖာတုကမောချမ်းသာမှုကိုလိုလားတယ်ယောဂခေမကမောအန္တရယ်ကင်းမှုကိုလိုလားတယ်အဲ့လိုလိုလားတာသူကောင်းတဲ့မှာဘာတွေစဉ်းစားတော့လို့ဆိုရင်ဂိန်တိမေဒီလူတွေကောင်းတဲ့ဘက်က ဒါအစင်မြင့်နဲ့ပရာဟိတလို့ပြောရင်ပြောဘုဇနာဟိတအစင်မြင့်တော့ဂိန်တိမေတတ္ထာယဝတိယုံဒီလူတရားတရားနဲနေတယ်ဘဝမှာဆင်းရဲလိမ့်မယ်ဒီလူရဲ့ယုံကြည်ချက်တွေတိုးတက်လာအောင်ဘယ်လိုများတိုးတက်လာပါမလဲဟောတရားတရားတွေတိုးတက်လာလို့ရှိရင်ဒီလူမှာ ကောင်းကျိုးချမ်းသာတွေဖြစ်လာမှာဒါကြောင့် တရားတရားတွေဘယ်လိုများ တိုးတက်လာပါမလဲလို့ဒီစဉ်းစားတာကအထက်ကမှသူအကျိုးစီးပွားလိုလားလားလိုလားတဲ့စိတ်နဲ့စဉ်းစားတယ်ဂိန္တိမေတိလေနဝဒေယကိုချင်းတိလာတွေဘယ်လိုများတိုးတက်လာပါမလဲငါးပါးတိလာမလုံတဲ့ပုဂ္ဂိုလ်တရားဝကြည့်ရောငါးပါးတိလာလုံရင်ဘယ်တော့ကောင်းနိုင်မလဲဘယ်လိုများတိုးတက်လာအယက်သေးစားတောက်စားမှုရနေတဲ့ပုဂ္ဂိုလ်တရားအေးဒါလေးရှောင်ပြီးတော့ကိုချင်းတရားကောင်းလာရင်ဘယ်တော့များကောင်းမလဲဟော ဒီလိုသူ့ရဲ့အကျိုးစီးပွားကိုလိုလားတာဒါကပတ်သက်မကုန်တဲ့လိုလားမှုတွေပဲနော်တန်ဖိုးရှိတယ်ဒါကိုလည်းပဲအများကျိုးပြု ကောင်းမှုပါရမီလို့ခေါ်တယ်တွတ်တဲ့အတွတ်တဲ့ကြောင့်သူကဖန်တီးပေတယ်တရားတရားတွတ်တဲ့အတွတ်တဲ့ကြောင့်ဖန်တီးပေတယ်နှုတ်ဤဆောင်မခြင်းလည်းဆောင်မခြင်းနဲ့လှုပ်ပေတယ်တိလကိုချင်းတရားတွေတွတ်တဲ့လောင်ပြောပေတယ်ဟောပေတယ်နောက်တုတ္တ စာကြည့်လိုက်တွေပါတွေထူထောင်ပေးတာတို့တရားစာအုပ်တွေဝေတာတို့ဟောသူတေနာဝတေယအကြာမြင်ဘောဓုတတွေတိုးတက်ပါလိမ့်တိုးတက်အောင်ဘလို့များတိုးတက်ပါမလဲစာကေနဝတေယနော်ဘဝမှာစွန့်လွတ်အနစ်နာခံမှုကိုယ်သာသုံးမယ်ဆိုရဲမစ္စရိယတရားတွေစွန့်လွတ်ပြီးတော့စွန့်လွတ်မှုအနစ်နာခံမှုတွေ sacrifice လို့လည်းခေါ်တာပေါ့ဒါမျိုးနော်စွန့်လွတ်မှုအနစ်နာခံမှုတွေများတိုးတက်လာပါမလဲ ဓမ္မေနဝတေယောလောကီဆိုင်ရာအကျင့်တရားတွေနဲ့ဘယ်လိုနည်းနဲ့များသူပြည့်စုံလာပါမလဲပညာယဝတေယောအသိပညာတွေဘယ်လိုတိုးတက်လာမလဲဟောအဲ့ဒီဘက်ကစဉ်းစားတာသူကအလုံးစမလို့ရေစကြိုမြို့ဆိုရင်အေးတို့ရေစကြိုမြို့နေတဲ့လူတွေတရားတရားတွေဘယ်လိုများ တိုးတက်လာရင်ကောင်းမလဲနော်သီလကိုကျင့်တရားတွေဘယ်လိုတိုးတက်လာရင်ကောင်းမလဲ တုတ္တဘောတုတ္တတွေဘယ်လိုများလာရင်ကောင်းမလဲစာကဆိုရယ်ဆုံးလို့မှုတွေတိုးတက်လာရင်ဘယ်လိုကောင်းမလဲပညာဆိုရယ်အသိပညာတိုးတက်လာရင် ကောင်းမှာပဲလို့ဒီလိုအများကောင်းစားမှုဘက်ကိုစဉ်းစားပြီးတော့ဆောင်ရွက်လုပ်ကြံပေးတယ်တိလာတိုးတက်လာအောင်တမာရီတွေပညာတွေတိုးတက်လာအောင်ဘောတုတ္တတွေတိုးတက်လာအောင်လို့ဆောင်ရွက်ပေးတာဒါအများချို့ပြုတဲ့ပါရမီကုသိုလ်တစ်ခုပဲ ဒီလိုဆိုလိုတာเนาะအဲ့တော့သူများမလုံးလို့မရတော့ကိုမိသားစုတွေမှာကိုလုံးဝကိုမိသားစုတွေမှာကိုလုံးတယ်ကိုသားသမီးတွေဟောတရားတရားတွေတိုးတက်လောင်ဘုဒ္ဓတရားတွေတိုးတက်လောင်ကောင်းကျိုးချမ်းသာကို ဖြစ်စေတဲ့ပညာရက်တွေတိုးတက်လောင်လုတ် ပြီးတယ်ဒီလိုဆိုလိုတာပေါ့ဒါတွေကအမှားအပြင်းတက်မယ်ဆိုရင်ကုသိုလ်မရဘူးလို့ထင်ကောင်းထင်နေပြီဒါပါရမီကုသိုလ်တွေမှာပါတယ်သူက ဟောနောက်တစ်ခုနောက်တစ်ခုကတော့ဒီလောက်အဆင်မမြင်မိမယ်လို့ဒါလည်းလိုအပ်တဲ့ကုသိုလ်မျိုးတွေပဲဘာတွေတော့ဆိုကိဉ္တိမိဒနဒိညေနဝတိယောဒီလူတွေဘလို့နီးနဲ့ဆံရည်စပါးတွေပြည့်ပြည့်စုံစုံဖြစ်ပါမလဲဟာစီဝတ်တုတ်တက်စေခြင်းနဲ့ဒီလူတွေအကုန်လုံးစီဝတ်တုတ်တက်အောင်ကြံဆောင်ပေးတယ်ခိတ္တဝုထုနာ ခਿੱတဆိုတာစဘာဆိုင်တဲ့ဟာဝတ္ထုဆိုတာဒီကိုင်းသိနှံနေပဲတို့ဘာလို့စိုက်ပြောတာခਿੱတဝတ္ထုလေယာနဲ့ညေယာနော်လေယာကိုင်းကျွန်းဆိုတာအဲ့ဒါတွေများများပြားလာပါမလဲဆိုလိုတာတိုင်းသူပြည်သားအများစုတွေကိုကြီးပွားစေခြင်း ਨੇ လူတွေပြည်ပြည်စုံစုံနဲ့လေယာကိုင်းကျွန်းနေပြည်ပြည်စုံစုံနဲ့ဒိဗရစတုပ္ပရေဟိတဲ့သူတို့မှာ နော်မိသားစုတွေအလုံးသမားတွေတိုးပွားလာလို့ရှိရင်ဒွိပရခြေနှချောင်းရှိတဲ့တတ္တဝါစတုပရဆိုတာကျွဲနွားဓာရီတိုးတက်လာရင်ဘလောက်ကောင်းမလဲပုဒ္ဒဓာရီဟိ သာသမိတွေတိုးပွားလာရင် ကောင်းမှာပဲဓာတကာမကရောပောရိသေဟိနော်အိမ်မှာလောကဆောင်ရနေကြတဲ့ပုဂ္ဂိုလ်တွေတိုင်းတိုင်းဝိုင်းဝိုင်းနဲ့တိုးတက်လာရင်ဘလောက်ကောင်းမလဲ ညာတိဟိဆွေတွေမျိုးတွေတိုးတက်လာရင်ဘယ်လောက်ကောင်းမလဲမိတ်တွေဟိမိတ်ဆွေအပေါင်းအသင်းတွေများရင်ဘယ်လောက်ကောင်းမလဲဘန္တဝေဟိဆွေမျိုးသားချင်းတွေပေါ်လာရင်ဘယ်လောက်ကောင်းမလဲလို့ဒီဘက်ကစိတ်ကူးရတဲ့အတိုင်းနော်ပစ္စည်းဥစ္စာတိုးပေါင်းအောင်လည်းလုပ်ပေးတယ်ဆွေတွေမျိုးတွေတိုးပေါင်းအောင်လုပ်ပေးတယ်နော်ဒါအကြဉာဏ်ပေးတာလည်းလုပ်ပေးတာပဲထောက်ပံ့ကူညီပေးတာလည်းလုပ်ပေးတာပဲဒါတွေဟာတမ္မာအဖြစ်ကြည့်မယ်ဆိုရင် လူတယောက်ကိုစီးပွားထူထောင်ပေးတာကုသိုလ်လို့ထင်ကောင်းထင်ကြမှာထင်မှာမဟုတ်ဘူးအဲ့ဒါအများကျိုးပြုကောင်းမှု ပါရမီတစ်ခုပဲလို့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာပါရမီဖြည့်တုံးကဒါတွေလောက်ခဲ့တယ်သူအများကြီးလောက်ခဲ့တယ်ကောင်းတဲ့ကိုကျင်တရားတွေပဲကတိုးတက်အောင်လောက်ခဲ့တယ်လိုအပ်နေတဲ့စီးပွားဥစ္စာတွေတိုးတက်အောင်လည်းပဲဆောင်ရွက်လောက်ကင်ပေးခဲ့တယ်အဲ့ဒီဆောင်ရွက်လောက်ကင်ပေးတဲ့အတွက်ကြောင့်ဖျားဖြစ်လာတဲ့အခါမှာ ပါရမီပုံရိပ်အမတ်တစိတ်၃မျိုးပေါ်လာတယ်အဲ့တော့လူကိုကြည့်ပြီးဒီလူဟာဒီလိုကုသိုလ်တွေလုပ်ခဲ့သလားမလုပ်ခဲ့ဘူးလားနည်းသလားများသလားဆုံးဖြတ်လို့ရနိုင်တယ်တော့ယောက်ျားမြတ်လက္ခဏာ32မျိုးမဟာပုရိသလက္ခဏာ32မျိုးထဲမှာဒီကုသိုလ်ဒီပါရမီကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်က၃မျိုးရနိုင်တယ်ဘာလို့ဆိုလို့ရှိရင်တိဟပုပ္ပတ္တကာယ ခြေနေတွေဆိုတာနောက်ပိုင်းကခတ်သေးသေးရှေ့ပိုင်းကတော့တောက်နော်ခန္ဓာကိုယ်မှာရှေ့ပိုင်းဒီလူကလည်းပဲကိုယ်ကာယတောင်းတော့တင်းတင်းရှိတယ်လို့ပြောတယ်တန်တမာမာရေးရှိတယ်အာအင်ပလာနဲ့ပြည့်စုံတယ်လို့ဒီလိုဆိုလိုတာပေါ့နောက်စိတ္တစိတ္တန္တရစိတ္တန္တရတပါဠိကစိတ္တအန္တရန္တပခုံးနှစ်ဖက် နောက်ကျောလက်ပြညောတို့ပါတော့သူများနဲ့မတူဘူးခြိုက်မနေဘူးမော့မော့ဖြူဖြူအသားရည်အီအီဝါဝါရှိတယ်လို့ပြောတယ်လူတိုင်းမှရှိမှာမဟုတ်ဘူးတရားနော်အဲ့ဒါလို့အနေထားမျိုးတွေရှိတယ်တဲ့အများကျိုးလောက်ခဲ့သည့်အတွက်ကြောင့်ဒီဓာရီပေါ်လာတယ်လို့တမဝတ်တဲ့ခန္ဓာတဲ့လေပင်ကသူများလေပင်ကဖြိုင်းလေပင်လို့မနေဘူးမယိုးစီလေးလို့လုံးလုံးလေးအသားပြပြဝါဝါနဲ့ လဲပင်လှတယ်လို့ဒီလိုဆိုရဲဒါကမဟာပုရိသလက္ခဏာအနေနဲ့ပြောပြတာကုသိုလ်ကောင်းမှုဒီကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာဒီအခြေအနေမျိုးတွေအမတ်တစိတ်တွေပေါ်လာတတ်တယ်လို့ဆိုတာမြတ်စွာဘုရားရဲ့လေရန်တော်ဟာလုံပြီးတော့မယိုးစီထိုးပတ်လုံလုံဝုံဝုံလေးအသားရည်ပြည့်ပြည့်ဖြူဖြူလေးရှိတယ်ပခုံးတစ်ဖက်မှာလည်းပဲ ဟောက်ပဲ့ကြီးမနေပဲနဲ့ပြည့်ပြည့်ဖြူဖြူရှိတယ်ခန္ဓာကိုယ်မှလည်းပဲအင်းအားကောင်းတဲ့အနေထားထွားကြိုင်းတဲ့အနေထားတမ်းမာတဲ့အနေထားတွေတွေ့ရတယ်လို့ဒါဟာဒီကုသိုလ်ရဲ့အကျိုးတရားလို့လက္ခဏသုတ်တံမှာဒီလိုမျိုးဆက်ပြီးဟောထားတာရှိတယ်ပေါ့နော်အဲ့တော့ဒီကုသိုလ်ဟာလေပါရမီကုသိုလ်တစ်မျိုးဖြစ်သည့်အတွက်ကြောင့်နဲတာမဟုတ်ဘူးအများကောင်းကျိုးအတွက်ဆောင်ရွက်ပေးတယ်ဆိုတဲ့ကုသိုလ်ဟာဓမ္မအရေးကြီးတဲ့ကုသိုလ်တစ်ခု တို့ဘာလုံးနိုင်တယ်လဲလုံးနိုင်တဲ့ကုသိုလ်တို့လူဖြစ်တဲ့အချိန်လေးမှာဒီကုသိုလ်မျိုးလုံးမိအောင်လုပ်ရမယ်လို့ဟောပဿနာချမ်းသာမှာဒီကုသိုလ်ဆိုတာလုံးနိုင်တာမဟုတ်ဘူးเนาะလုံးလို့ရတယ်အများကြီးအဲ့ဒါလို့ဆွလို့တာပေါ့เนาะဒါစပေးမှာအခုလို့နိုင်နာเสียမှတ်သားเสียဒီအများကြီးရှိတယ်အဲ့ဒီလက္ခဏာတို့ကိုဘုန်းကြီးတို့အသေးစိတ်၅ရက်ဟောထားတာရှိတယ်မကြခင်လဲစာအုပ်တွေ ဟိုရင်ဖြစ်ဖြစ်ပါလိမ့်မယ်ပါရမီပုံရိပ်အမှတ်တစိတ်များဆိုတာဒီပါရမီပုံရိပ်အမှတ်တစိတ်များဆိုရဲဒီတရားဟာမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့လက္ခဏသုတ်တံတရားပဲအဲ့ဒီတရားကိုဖတ်ရှုလေ့လာခြင်းအားဖြင့်ဘာဖြစ်တယ်ဆိုကုသကောင်မှုလုပ်ဖို့စိတ်ဝင်စားလာတယ်ပေါ့စိတ်ဝင်စားလာတယ်စိတ်ဝင်စားလာလို့ကုသကောင်မှုလုပ်ရင်ဒီကုသကောင်မှုရဲ့အကျိုးတရားတွေဘယ်သူခံစားရမလဲဆိုရင်လုပ်တဲ့ပုဂ္ဂိုလ်ကြီးခံစားမှာပဲ လိုဆိုတာပေါ့နော်အေးကောင်းပြီအခုအများချိုးပြုကောင်းမှုပါရမီမြင့်မြတ်တဲ့လုပ်ငန်းတွေဆိုတာအများအတွက်လုပ်တဲ့လုပ်မှန်သမျှအလွန်ကောင်းမြတ်တယ်ဒီနေရာမှာစန္ဒမူနာဖြစ်မှတ်သားကြမယ်ဆိုလို့ရှင်နော်မြန်မာလူမျိုးတွေနဲ့ယဉ်နေပြီသားဖြစ်တဲ့ပုံဝဋ်ထုတ်လေးတစ်ခုပဲမှတ်သားချေကြရအောင် တခြားမဟုတ်ဘူးဒီလူ့ဘဝရောက်လာတဲ့အခါမှာစိတ်နေသဘောထားနဲ့ဥတီချက်တွေမလွဲမှားဖို့အရေးကြီးတယ်ဘဝတစ်ခုရလာတဲ့အခါလူဟာကိုယ်အရေးပဲကိုယ်စဉ်းစားတယ်ကိုယ်အရေးစဉ်းစားတာကိုအသာထားကိုယ်အရေးပြင်မှာ နောက်တစ်ခုဖြည့်ဆက်ပြီးတော့စဉ်းစားဖို့ရကြတော့အများရဲ့ကောင်းစားရေးဆိုတော့စဉ်းစားဖို့လိုအပ်တယ်ပေါ့ကိုယ်အရေးတစ်ဖက်သာစဉ်းစားလို့ရှိရင်တော့လူလောကမှာ ဘာမှမထူချားဘူးဘယ်တ attva ပဲဖြစ်ဖြစ်ကိုယ်ကကိုယ်ရင်းကိုစဉ်းစားကြမှာကြီးပဲအကုန်လုံးဒါထူချားတဲ့အနေထားမဟုတ်ဘူးဒါကြောင့်မို့ထူချားတဲ့အနေထားအရာကြတော့အများချမ်းသာရေးကိုစဉ်းစားဖို့လိုအပ်တယ်ပေါ့